မင်္ဂလာပါတီချာဒီနာဖြစ်ပါတယ်တီချာဒီနေ့သင်မှာ grade 11 math ရဲ့ chapter 1လေးမှာကျန်နေတဲ့ပုံစံလေးဖြည့်ပေးနေတာဖြစ်ပါတယ်ဒီနေ့က exercise 1.2ရဲ့ number 1လေးကိုကြည့်ပါမယ်နော်1ကနေ780ဖြည့်ပေးမှာဖြစ်ပါတယ်အဲ့တော့ number 1လေးမှာကမေးခွန်းကိုကြည့်လိုက်ရအောင် show that show that ဆိုတော့ဘာလုပ်ခိုင်းတာတက်တည်ပြပါတဲ့ x 2 is a factor of factor of ဆိုတော့ဒီကိန်းရဲ့ factor ဟာ x 2ဖြစ်ကြောင်းတက်တည်ပြပါ နော်ဒါဆိုရင်ဒီချက်တို့ဒီမှာကပုံစံမတွက်ခင် remainder ပဲ meme vector ပဲ meme အရင်ဆုံးပါလုံးမလဲ f for x တို့အရင်ဆုံးထားမယ်နော်ဒါကြောင့်မလို့ထားလိုက်တဲ့ let f for x equal to ဆိုပြီးပြင်ကိန်းတန်းကိုပြန်ကူးလိုက်တယ်ဒါ f for x ထားလိုက်တယ်နော်ထားပြီးသွားတဲ့အခါမှာမေခွန်းလေးကိုဆက်ကြည့်ပြီးကိုတွက်မဲ့ဟာကိုစတိုက်တွက်မယ်အဲ့တော့ तू က f for x ရဲ့ factor ဟာ x 2ဖြစ်ကြောင်းသတိပြပါလို့ပြောတဲ့အတွက် x 2က factor ဖြစ်မယ်ဆိုရင် f of 2လို့ပြောတာเนาะ f of 2 factor ဖြစ်ကြောင်းလို့ပြောတဲ့အတွက်အဖြေမှာထွက်ရမလဲ0ထွက်ရမယ်ဆိုတော့ show that ဖြစ်တဲ့အတွက်0ထွက်ကိုထွက်ရမယ်ပေါ့เนาะဒါဆိုရင်ရှာရမှာက f of 2လေးကိုရှာမှာ အဲ့ဒီ effort 2လို့ပြောလိုက်တယ်အဖြေက0ထွက်ရမှာဆိုတော့2တွေကိုဘယ်သူနေရာမှာထည့် x နေရာတွေမှာလိုက်ထည့်မယ်เนาะကဲလိုက်ပြောမယ် x နေရာမှာ2ဆိုတော့2 q 2 q minus 6x 6x square so 6 into 2 square plus 12 into 2 minus 8เนาะကဲအဲ့ဒါဆိုသူက2 3ထပ်က8 minus နဲ့နှစ်ထပ်က4 6လေးလီယာ24 minus 12နှစ်လီ24လက္ခဏာကအပေါင်းနောက်မှာ minus 8เนาะဒါဆို minus 8 plus 8ကြည့်တယ် minus 24နဲ့ plus 24နဲ့ကြည့်တယ်ဆိုတော့0ထွက်တယ်0ထွက်ရင် factor ဖြစ်တယ်လို့ပြောမှာဖြစ်တဲ့အတွက် x minus 2လေးဟာ is a factor of a4x နော် a4x ရဲ့ factor ဖြစ်တယ်အဲ့တော့ तू ကဒီမှာနှစ်နီးတွက်လို့ရတယ်ပေါ့နော်နှစ်နီးတွက်လို့ရတယ်ဒီ factor theorem ကိုသုံးပြီးတွက်လိုက်တာအခုကနော် factor theorem ကိုသုံးပြီးတွက်လို့ရတယ်လို့ synthetic division ကိုသုံးပြီးတွက်လည်းရတယ်အဲ့တော့မေးခွန်းမှာဘာမှမပြောထားရင်နှစ်နီးတည်းကတနီးကိုတွက်ပေါ့ကြိုက်တဲ့တနီးနဲ့တွက်မေးခွန်းမှာကကန့်တတ်ထားမယ်ပေါ့နော်မေးခွန်းမှာကန့်တတ်ထားမယ်ဘယ်လိုကန့်တတ်ထားမလဲဆိုတော့ synthetic division အစား sorry အဲ use synthetic derivation လို့ပြောထားရင်တော့ဒီအခုတွက်တဲ့နည်းနဲ့တွက်လို့မရဘူး synthetic derivation ကိုပဲသုံးပြရမှာဖြစ်တယ်ဒါကြောင့်ဒီချိန်ကနှစ်မျိုးလုံးတွက်ပြမှာဖြစ်တယ်เนาะအဲ့ဆိုတော့ synthetic derivation နဲ့တွက်ချင်ရင်အရင်ဆုံးဒီချိန်လိုဘာလုပ်ရသလဲ မြောက်ဖို့ဂိမ်းတွေကိုအရင်ရေးရတယ်။ဒါဆိုရင်ထက်ညွန်လေးအစင်လိုက်ဖြစ်လာလို့အရင်ကြီးဆိုတော့၃ထပ်၂ထပ်တထပ်ဆိုတော့အစင်လိုက်ဖြစ်တယ်။ဒါဆိုရင်ထဲ့เสีย0ထဲ့เสียမလိုဘူး။မြောက်ဖို့ဂိမ်းဆိုတော့ထိတ်ဆုံးရဲ့မြောက်ဖို့ဂိမ်းက1ဒုတိယမြောက်ဖို့ဂိမ်းက -6 တတိယမြောက်ဖို့ဂိမ်းက +12 တတိယမြောက်ဖို့ဂိန်းက -8 ပေါ့နော်ကဲအဲ့ဒါတွေကိုဆိုရင်သူ့အတွက်နီးရဘာလို့ရလဲအရင်ဆုံးတီချာတို့ဒီကဂိန်းလေးတစ်ကလေးကိုဘာလို့မဲဆွဲချမယ်နော်တစ်ကလေးကိုဆွဲချမယ်ပြီးရင်စားမှာကဘာနဲ့စားမှာလဲ vector ဖြစ်ကြောင်းလို့ပြောတဲ့အတွက် तू က x 2ဖြစ်တဲ့အတွက် x tan 4နဲ့စားမှာဖြစ်တယ်ဒါဆိုရင် x 2ဆိုတော့ x tan 4ဘယ်လောက်လဲ +2 ပေါ့အဲ့တော့2နဲ့စား နော်2နဲ့စားမှာဖြစ်တဲ့အတွက်1နဲ့2နဲ့မြောက်နော်1နဲ့2နဲ့မြောက်တော့2ရလာတာကိုဒီမှာရေး2ပြီးရင်အဲ့ဒီနှစ်ခုကိုပေါင်းဆိုတော့ -6 နဲ့ +2 ဆိုတော့ -4 နော် -4 အဲ့ဒီ -4 ကိုဘယ်သူနဲ့မြောက်2နဲ့မြောက်ဆိုတော့4နဲ့လီ8က -8 ရလာတဲ့ -8 ကိုဒီမှာရေးဒါဆိုရင် -8 ပြီးရင်အဲ့ဒီနှစ်ခုကိုပေါင်းဆိုတော့12နဲ့ minus 8နဲ့ဆိုတော့ဘလောက်ကြံလဲ4ကြံမယ် plus 4เนาะ plus 4အဲ့ဒီ plus 4ကိုတစ်ခါဒူးနဲ့သွန်းမြောက်ဆိုတော့၄နဲ့၄၈ရလာတဲ့၈ကိုဒီမှာရေးဒါဆို plus 8ဆိုတော့ plus 8 minus 8ဆိုတော့0ဆိုတော့ तू อ่ะအကျွန်းထွက်ရမှာဖြစ်တဲ့အတွက်ဒါဒီ remainder ဖြစ်တယ်เนาะအဲ့ဆို remainder 0ထွက်သွားတဲ့အတွက် तू factor ဖြစ်လားမဖြစ်လားဖြစ်တယ်ဒါကြောင့် तू ကြဘယ်လိုရေးပြရမလဲဆိုတော့ remainder နော် remainder တန်ဖိုးဘယ်လောက်ထွက်လဲ0ထွက်တယ်ထို့ကြောင့် x 2 is a factor of f(x) ဆိုပြီးအဖြစ်ရေးပေးရမယ်နားလည်လားအဲ့တော့ရှေ့ကတခု or ဒါမှမဟုတ်အစိမ်းနဲ့တခုကြိုက်တဲ့နီးနဲ့အတွက်နော်ဒီမေခွန်အတိုင်းဆိုနှစ်နီးတည်းကကြိုက်တဲ့တနီးနဲ့အတွက်တကယ်လို့မေခွန်မှာ synthetic division ကို၃ပါလို့ပဲပြောထားရင်တော့ဒီတခုနဲ့ပဲတွက်ပြီးမှရမှာဖြစ်တယ်။သို့မဟုတ် using factor theorem လို့ပြောရင်ကြတော့ဒီဘက်တခုကိုပဲ၃မှရမယ်။အဲ့တော့မေခွန်သိချဖတ်ပါ နော်ဒါဟုတ်ပြီနောက်တစ်ပုတ်လေးဆက်ကြည့်မယ်နော်နောက်တစ်ပုတ်ဆက်ကြည့်မယ်ဆိုတော့ number 2 make on to do ပဲ show that တက်တည်ပြပါတဲ့ 2x plus 1လေးဟာ factor ဖြစ်လာတဲ့နောက်ဖြစ်ကြောင်းပေါ့ဒါဆိုရင် remainder theorem သုံးမယ် sorry factor theorem သုံးမယ်ဆိုရင်ဘာကိုတွက်ပေးရမလဲ 2x plus 1လို့ပြောတာဖြစ်တဲ့အတွက်ဘာသုံးမလဲ f of -1.2 ကိုတွက်မယ်เนาะဘာတွက်မလဲ f of minus 1 by 2ကိုတွက်မယ်အဖြေ0ထွက်ရမယ်ဆိုတော့ f of minus 1 by 2ဆိုတော့ x နေရာဒီမှာလိုက်ထက်6 into minus 1 by 2 the whole power for plus 5 into minus 1 by 2 the whole 2 the whole 2ဒါလေးခဏဖြတ်မယ် the whole 2ပြီးရင်ဆက်ပြောမယ် minus 9 into minus 1 by 2 the whole square minus minus 1 by 2 plus 2ပေါ့နော်ကဲအဲ့ဒါဆိုရင်ရှင်းမယ်ဆိုတော့ဒီဟာလေးကနှစ်က၄ထပ်အဲ့ဒီနှစ်၄ထပ်ကတစ်ထပ်ကိုယူမယ်နော်ခြေမယ်6နဲ့ခြေလိုက်မယ်ဆိုတော့နှစ်3 6ဆိုတော့အောက်ကနှစ်က၄ထပ်မှာတစ်ထပ်ခြေတော့3ထပ်ကျန်တယ်နှစ်3ထပ်ဆိုတော့8ဆိုတော့ဘိုင်းခြေမှာ8ကျန်မယ်အပေါ်မှာ3ကျန်မယ်နော်အနှုတ်က၄ထပ်ဖြစ်တဲ့အတွက်အနှုတ်၄ထပ်ကအပေါင်းဆိုတော့3 by 8 ဒီမှာခြေလို့မရတဲ့အတွက်ပိုင်းခြေကနှစ်က3ထပ်3ထပ်ဆိုတော့6 5နဲ့ဝင်မြောက်มาဖြစ်တယ်အနှုတ်က3ထပ်ဖြစ်တဲ့အတွက်အနှုတ်5 8နော်ပြီးရင်ဒါက2နှစ်ထပ်ဖြစ်တယ်2နှစ်ထပ်ဆိုတော့ဒီက9နဲ့မြောက်ပါ2နှစ်ထပ်ကအနှုတ်နှစ်ထပ်ကအပေါင်းရှိမှအနှုတ်ရှိတဲ့အတွက်အနှုတ်ပေါ့နော်အနှုတ်9 by 4နော်9 by 4ပြီးရင် နောက်ကဟာကဘယ်လောက်ဖြစ်မလဲ minus minus မြောက်တော့ plus one by two +2 ပေါ့เนาะအဲ့ဒီမှာကယ်ကူလေတာနှိပ်ချလိုက်လဲရတယ်ဒီတိုင်းပဲစိတ်နဲ့ရှင်းမဲ့ဆိုရင်လဲရတယ်ပေါ့เนาะကျောင်းနေပုံမှာမူတည်တယ်ပေါ့တချို့ကျောင်းကကယ်ကူလေတာပေးတုံးတယ်တချို့ကျောင်းကကယ်ကူလေတာပေးမတုံးဘူးဆိုတော့ပေးတုံးတဲ့ကလေးကပေးတုံးတယ်ဆိုနှိပ်လိုက်ပေးမတုံးတဲ့ကလေးကဘိုင်းခြေညှိမယ်ဘိုင်းခြေညှိမယ်ဆိုရင်ပုံဘိုင်းခြေဘယ်လောက်လဲ8 u မှာဖြစ်တယ်เนาะပုံဘိုင်းခြေက8ဆိုတော့အပေါ်တွေက3ကရှင်းစရာမလိုဘူး -5 minus 9ဒါဆိုရင် sorry 4ကိုကဘာနဲ့မြောက်မလဲ4နဲ့လီရှင်းမလို့2နဲ့မြောက်မှ ာမို့လို့6နှစ်လီဆိုတာဘယ်လောက်ဖြစ်မှာလဲ18ဖြစ်မှာပြီးရင် plus နောက်က2ဆိုတာ2လီရှင်းမို့လို့4 plus နောက်က7နှစ်မြောက်မှာ7နှစ်လီ16ပဲเนาะကဲအဲ့ဒါဆိုရင်တချို့လိုအပေါင်းတွေကိုတက်တက်ရှင်းအနှုတ်တွေတက်တက်ရှင်းဆိုတာအနှုတ်က18နဲ့9နဲ့ဆိုတော့ဘယ်လောက်ဖြစ်မှာလဲ23เนาะ23ကိုမှဒီနောက်ကကျတော့16နဲ့4နဲ့အပေါင်းချင်းဆိုတော့20ရှေ့မှာ3ရှိသေးတဲ့အတွက်23 ဆိုတော့ plus 23เนาะဆိုတော့ plus 23နဲ့ minus 23ရတာပေါ့ဟုတ်ပြီလားပိုင်းဝီမှာပါရလဲ plus 23နဲ့ minus 23နဲ့ရတဲ့ by 8ဆိုတော့အပေါ်က0ဖြစ်သွားပြီ0 by 8ဆိုတော့ဘာပဲရမလဲ0ပဲဒါဆိုအဖြစ်0ထွက်တဲ့အတွက် factor ဖြစ်တယ်လို့ရေးမှာဒါဆို factor ဖြစ်တယ်ဆိုဘယ်လိုရေးမလဲ အခုပြောလိုက်တဲ့ 2x 1လေးက vector ဖြစ်သွားပြီဒါကြောင့် therefore 2x 1 is a vector of a 4x နော်ဒီလိုအပြည့်စုံရေးပေးရမယ်ကဲဒီနည်းနဲ့တွဲရင်တွဲသို့မဟုတ် synthetic division နဲ့တွဲချင်တယ်ဆိုရင်မရဘူးလားရတယ်နော်ဒါဆိုရင်ဒီလိုက synthetic division နဲ့တွဲချင်တယ်ဆိုရင်ဘယ်လိုလုပ်ရမှာလဲ ဆိုတော့ပြန်ကူးမှာပေါ့နော် synthetic division နဲ့တွက်ချင်နေဆိုရင်မြောက်ပေါ်ဂိင်းနေရေးမယ်ဆိုတာနဲ့ထတ်ညွန်းကိုအရင်ဆုံးကြည့်ရတယ်ထတ်ညွန်းအစင်လိုက်ဖြစ်လားပေါ့၄၃၁၁ဆိုတော့အစင်လိုက်ဖြစ်တယ်ဆိုတော့မြောက်ပေါ်ဂိင်းကြည့်တာ6 5 9เนาะ6 5 9 1ဟုတ်လားเนาะ6 5 1 a -9 1 2 plus 2ကဟုတ်ပြီ။အရမ်းမဲ့ gain လေးက 2x 1ဆိုတော့ f of -1/2 မှာလား။ဒါဆိုဗာနဲ့လဲဗာနဲ့စားရမှာလဲ -1/2 နဲ့စားမှာနော်။ဆိုတော့ဒီ6လေးကိုဆွဲချလို့ပြောတဲ့အတွက်6နော်။ပြီးရင်ဒါနဲ့သွားမြောက်မယ်လို့ပြောတဲ့အတွက် -1/2 into 6ဖြစ်တဲ့အတွက်2 3 6ဆိုတော့ -3 ရလာတဲ့ -3 ကိုဒီမှာရေးပြီးအဲ့ဒီနှစ်ခုပေါင်းဆိုတော့5 3ဆိုတော့2 နော်အဲ့ဒီ2ကိုဘယ်သူနဲ့တွားမြောင်း1.2နဲ့မြဆိုတော့ -1.2 into 2ဆိုတော့ -1 ရလာတဲ့ -1 ကိုဒီမှာထည့်เนาะ -1 -1 -9 ဆိုတော့ -10 เนาะ -10 အဲ့တော့အဲ့ဒီ -10 ကိုတစ်ခါ1.2 -1.2 နဲ့တွက်မြဆိုတော့ -1.2 into -10 ဖြစ်တဲ့အတွက်2 9လီ30အနှုတ်အနှုတ် +5 ရတယ်ရတဲ့ +5 ကိုဒီမှာထည့် နော်5ရရတယ် -1 5ဆိုတော့ဘယ်လောက်ဖြစ်မလဲ4ရမယ်အဲ့ဒီ4ကို1/2နဲ့တက်ပြန်မြောက် -1/2 4เนาะဒါဆို2နဲ့4 4ဆိုတော့2ရတယ်အဲ့ဒါကိုဒီမှာထက်2အဲ့တော့ -2 2ဆိုတော့0ဆိုရင်ဒီချယ်ရီရ remainder လေးဒီဘယ်လောက်ရလဲအကျွန်းက0ထွက်သွားပြီเนาะအဲ့တော့အဖြေကဘယ်လိုရေးပေးမလဲ remainder equal to 0ပေါ့เนาะ remainder equal to 0 remainder 0ဖြစ်တဲ့အတွက်သူဟာ factor ဖြစ်တယ်လို့ပြောမှာမဟုတ်လို့ 2x 1 is a factor of a4x เนาะဒါကြောင့်မလို့သူကိုအပေါ်တနည်း or အောက်တနီကြိုက်တဲ့တနီနဲ့တွေ့ဒါမဲ့နှစ်နီလုံးတွေ့တတ်ရမယ်နော်မိခွန်းမှာကန့်တတ်ထားရင်ကန့်တတ်ထားတဲ့အတိုင်းတွေ့ရမှာဖြစ်တဲ့အတွက်နှစ်နီလုံးတွေ့တတ်ရမယ်ကဲဟုတ်ပြီအဲဒါဆိုရင်ဒီချေနောက်ဗီဒီယိုလေးဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ